ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ရေ channel မှာရှိကြအောင်မင်္ဂလာပါเนาะကဲအားလုံးတက်ညီလက်ညီလေးနဲ့ဝင်လာခဲ့ပြီเนาะကျွန်တော်ရအကူမာများအားလုံးတက်ညီလက်ညီလေးနဲ့ဝင်လာခဲ့ပါယနေ့4:30မှာပေါ့เนาะမနက်ကတော့ကျွန်တော်မိတ်ဆွေများကျွန်တော်တို့မနက်ကတော့ကျွန်တော်ရမိတ်ဆွေများကျွန်တော်တို့ 3ခုဆိုတဲ့ကလန်းပေါ့နော်ကဲဒီညနေ4:30မှာလဲကျွန်တော်လည်းအကူမမြန်မနက်ကကျွန်တော်တို့ break 30လို့ကျွန်တော်တို့ကြာထားတယ်တော့ဟုတ်ပြီနော် break 30လို့ကြာထားတယ်တော့ဒီညနေကိုတကွာသေးကိုရိုက်ချင်ပါတယ်ဆိုတော့မိတ်ဆွေညီကိုမတော်မားတွေကျွန်တော်တက်ညီလက်ညီလေးနဲ့ကဲအားလုံးအားလုံးပဲဝင်လာခဲ့ပြီနော်အားလုံးအားလုံးပဲဝင်လာခဲ့ပြီမယ်ဝင်လာတဲ့အကူဒီမကြီးတယောက်ချင်းနေတယ်ညနေ4:30မှာထိထိမိမိနေတယ် ကျွန်တော်ရဲ့အကူရင်းမတွေအားလုံးအောင်မြင်ရမှာဟုတ်ပြီတယောက်ဝင်လာပြီတယောက်ဝင်လာရင်တယောက်ပေါက်စေရမယ်နော်တယောက်ဝင်လာရင်တယောက်ပေါက်စေရမယ်အားလုံးပဲဟုတ်ပြီနှစ်ယောက်ဖြစ်သွားပြီဒီကနေ့မှာကျွန်တော်အကူမများကြိုက်လာမှာသူနော်အပူးကိုကျွန်တော်တကွက်တဲတင်မှာနော်အပူးကိုကျွန်တော်မိတ်ဆွေများကျွန်တော်တကွက်တဲတင်မှာဖြစ်ပါအပူးကိုတကွက်တဲတင်မှာဖြစ်ပါကဲကြိုက်ပါလေဆိုတဲ့အကူမများ ိုက်ပါလဲဆိုတဲ့အကူမာများနော်ကဲလမ်းမလေးတွေကျွန်တော်တို့နှိပ်ထားပေးမယ်နော်ဒီကနေ့4:30မှာအပူ4:30မှာတကွာကဲနော်ကျွန်တော်မိတ်ဆွေများတကွာထိုးပါကျွန်တော်မိတ်ဆွေများ ကဲလမ်းမလေးတွေနှိပ်ထားမယ်နော်ကျွန်တော်ရဲ့အကူမများအပူကနဲတကွက်သေးကိုပိုင်ပိုင်နဲ့နဲ့ရိုက်ချက်မာတယ်ဆိုတဲ့မိတ်ဆွေများဒီကနေ့၄30မှာတကွက်သေးသောအပူကနန်းကိုကျွန်တော်တို့ထိုးမယ်ဟုတ်ပြီ၃ယောက်ဖြစ်သွားပြီကဲအားလုံးပဲလက်မလေးတွေနှိပ်ထားမှာအပူကနန်းတကွက်တဲ့ comment မှာ high လေးတွေမှတ်မယ် okay လေးတွေမှတ်ပေးမယ်နော် comment မှာကျွန်တော်ရဲ့အကူမာများ high okay လေးတွေမှတ်ပေးမယ်တကွက်သေးသောကနန်းကိုကျွန်တော်မိတ်ဆွေညီကောင်မောင်နှမတွေကိုကျွန်တော်ချပြပေးမယ်နော် တကွက်သေးသောကနန်းကိုချပြပြီးမယ်ကျွန်တော်ရဲ့အကူမာများတကွက်သေးဆိုမှတကွက်သေးအပူတကွက်သေးကိုရိုက်တင်းတင်းနဲ့ထိုးမယ်တဲ့ပေးပါတဲ့ဟုတ်ပြီ၄ရောက်ဖြစ်သွားပြီကျွန်တော်အကူမာများပေးမယ်ကောမန့်မှာကျွန်တော်မှတ်တာမနက်ကတော့ကကျွန်တော်တို့ကြည့်နော်ညီကို အပူကျွန်တော်တို့ရိုက်တာညီကိုအပူလို့ရိုက်တာအဲ့လိုမျိုးညီကိုရဲ့အပူရဲ့ဒါကျွန်တော်တို့ဖရိန်လေးနဲ့ဆိုလို့ရှင်တော့ဒါကျွန်တော်တို့ပြလို့ကောင်းတယ် နော်9ရောက်အားလုံးပဲမင်္ဂလာပါဖရိန်နဲ့ဆိုရင်တော့ပြလို့ကောင်းပါလေအခုကကျွန်တော်ဖရိန်လည်းမရှိတဲ့အခါကြတော့ဗောနော်ဆိုတော့ဒီမှာညီကိုဒီမှာဗရိတ်30လို့ကြိုက်တာ ਨੇ သူရဲ့ဒီဇောင်းညက်နေမှာထိုးတာကကျွန်တော်တို့ကအပူးလို့ကျွန်တော်တို့ကဇောင်းထိုးတယ်အပူးလို့ကျွန်တော်တို့ကဇောင်းထိုးတယ်အဲ့ဒါကိုကျွန်တော်ကိုကျွန်တော်မိတ်ဆွေများကိုကျွန်တော်ကလက်ထွက်ဆိုင်လေးနဲ့တကွာချပြပေးမယ်လက်မမနှိပ်ရသေးတဲ့ကျွန်တော်ရဲ့အကိုကြီးများအမကြီးများညီလေးတွေညီမလေးတွေအားလုံးကဝန်းရံပေးသွားနေ ညီတုတအထိုးမယ်လေတဟုတ်ပြီထိုးရမယ်ကျွန်တော်ကိုပါမြားတကွာတဲ့ပေးမှာစေတနာနဲ့ပေးမှာဝါဒနာနဲ့ပေးမှာလိုချင်တတ်မှတ်မှုနဲ့မပေးဘူးကျွန်တော်ကိုပါမြားပေါ့ရင်ငါတော့ဗာရမယ်ဆိုတဲ့စိတ်နဲ့မပေးဘူးကျွန်တော်ကိုပါမြား14ရောက်တော့မိတ်ဆွေများအားလုံးမင်္ဂလာပါဟုတ်ပြီလက်မလေးတွေနှိပ်မယ် channel ကို subscribe လုပ်မယ်နော် channel ကို subscribe လုပ်မယ်တကွာတဲ့အပူးကိုကျွန်တော်တို့ပိုင်ပိုင်နိုင်နိုင်ထိုးမယ်လက်မနှိပ်ပါ channel ကို subscribe လုပ်ပါလူဆုံရင် အားလုံးပဲအဆင်ပြေပြီဆိုရင်ကျွန်တော်စပြတော့မယ်အချိန်ကတိတ်မရဘူးကျွန်တော်နှစ်နာရီကြော်သွားပြီဆိုတော့ကျွန်တော်လည်းထိုးအောင်မယ်ကျွန်တော်အကူမများလည်းထိုးချိန်ရှိသေးတာဖြစ်တဲ့အတွက်လက်တော့မူလေးကိုကျွန်တော်တို့တွားကြမယ်နော်မြန်မြန်ဆန်ဆန်လေးပဲကျွန်တော်ရဲ့အကူကြီးများအမကြီးများဝင်လာခဲ့ပြီနော် subscribe လေးတွေနှိပ်ထားမယ် subscribe နှိပ်တာ86ယောက်ပဲရှိသေးတယ်ကျွန်တော်ရဲ့အကူမများနော် subscribe လေးတွေနှိပ်ထားမယ်အပူကနန်းတကွာတည်းကိုထူမယ်ထိထိမိမိထူမယ်ပိုင်ပိုင်ဆိုင်ဆိုင်ထူမယ်ကျွန်တော်မိတ်ဆွေများနော် ကဲဒါဆိုရင်ဟုတ်ပြီကျွန်တော်ရဲ့အကူအမာများကျွန်တော်တို့ပထမအဦးဆုံးအနေနဲ့ဝိုင်းချင်းလေးကိုကျွန်တော်တို့တစ်ချက်သွားမယ်တေးတေးချာချာကြည့်သွားမယ်ကျွန်တော်မိတ်ဆွေများဒီ6ဘူးလို့ကျွန်တော်တို့ကြားထားတဲ့အပင်ကကျွန်တော်ချက်မိတ်ဆွေများချက်တစ်ချက်ကြရင်တော့ဝါးသွားတယ်နော်6ဘူးလို့ကျွန်တော်တို့ကြားထားတဲ့အပင်ကကျွန်တော်ရဲ့ချက်မိတ်ဆွေများကျွန်တော်တို့6ထိပ်စီးပါ ချက်မိတ်ဆွေများ6ဘူးလို့ကြားထားတဲ့ပင်က6ထိပ်စီးပါချက်မိတ်ဆွေများ တုံညာကိုလို့ကြားတဲ့အမင်းကကျွန်တော်ချက်မိတ်ရှင်မြတုံညာထိပ်ပါချက်မိတ်ရှင်မြဒီ6ရဲ့ဒီ3ရရဲ့ဒီနှလုံးပေါင်းခြင်းဒီကျွန်တော်ရဲ့ချက်မိတ်ဆွေများကျွန်တော်တို့က6လို့ရဟုတ်ပြီနော်6ရဲ့3ရရဲ့နှလုံးပေါင်းခြင်းက6လို့ဖြစ်ခြင်းကြောင့်ဒီနေရာမှာကျွန်တော်ချက်မိတ်ဆွေများ6ရဲ့နတ်ခတ်ဒီကျွန်တော်တို့9တဲ့69ဆိုတဲ့ကျွန်တော်တို့1ခြင်းလေးတစ်ခြင်းကိုကျွန်တော်တို့ရရှိထားတယ်ဒါက1ခြင်းဆက် ်လက်မလေးတွေနှိပ်ထားပါကျွန်တော်ရဲ့အကိုကြီးများအမကြီးများတအူးမကြံတယောက်မကြံနော်လက်မလေးတွေနှိပ်ထားပါအားပေးတဲ့အကိုတွေမတွေတအူးချင်းတက်ရောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်နော်6ရဲ့3ညရဲ့နှလုံးပေါင်းတော့6ပါချက်မိတ်ဆို6ရဲ့နက်ခတ်ဒီကိုဟာရမကျွန်တော်တို့6 9ဒီရောက်ဝမ်းချင်းနဲ့ချက်မိတ်ဆိုလာနောက်တစ်ချက်ဗာကြလေနော်68လို့ကြာချင်းကြောင့်ဒီနေရာမှာကိုတလုံးလို့ကျွန်တော်တို့ရိုက်တယ် ဒါဆိုရင်29ကကျွန်တော်ချက်မိတ်ရှင်များနှစ်ထိပ်စီပါချက်မိတ်ရှင်များ98ကချက်မိတ်ရှင်များ6ထိပ်စီပါချက်မိတ်ရှင်များဒါဆိုရင်ဒီနှစ်ကဒီ6ရဲ့နှလုံးပေါင်းခြင်းက1လို့ဖြစ်တယ်ဒါဆိုရင်ဒီနေရာမှာ1ကပါဝါသည်1ကနက်ခတ်သည်ကျွန်တော်တို့က8လို့ဖြစ်တဲ့အတွက်တိ၈ဒီကျွန်တော်တို့1ချင်းနဲ့1 9လို့ကြာချင်းကြောင့်ဒီနေရာမှာဆိုရင်1တလုံးလို့ကျွန်တော်တို့ကရထားတယ် ကဲ channel ကိုအားလုံး subscribe လေးတွေလုပ်ထားပေးမယ်နော်ကျွန်တော်ရဲ့အကူအညီတွေအမကြီးတွေအားလုံးပဲဒါဆိုရင်38လို့ကြာလာတဲ့အပင်ကကျွန်တော်ချက်မိတ်ရှင်မြတ်3ထိတ်ရှိပါချက်မိတ်ရှင်တက်9လို့ကြာတဲ့ပင်က1ထိတ်ရှိပါချက်မိတ်ရှင်ဒါဆိုရင်ဒီ3ရဲ့ဒီတက်ကနှလုံးပေါင်းခြင်းက4လို့ရတယ်ဒါဆိုရင်4ရဲ့နှက်ခတ်ဒီဒီညမှာကျွန်တော်တို့2လို့ရမယ်4နှစ်ဒီဝမ်းခြင်းနဲ့1 4လို့ကြာတဲ့အတွက်ဒီညမှာကျွန်တော်တို့4တလုံးလို့ကျွန်တော်တို့ရဟုတ်ပြီနော် ကဲလက်မလေးတွေနှိပ်ပေးပါကျွန်တော်ရဲ့အကိုကြီးတွေအမကြီးတွေတူဦးချင်းတက်ရောက်ချင်းအားပေးတဲ့အကိုတွေမှနေဒီညနေ4:30မှာနော်ယုံကြည်ယုံကြည်တလောက်ပေါက်သွားမယ်ကျွန်တော်အကိုမှများတကယ်ငွေနဲ့တန်တဲ့ကဏ္ဍကိုကျွန်တော်ပြပေးလာနော်အကျိုးရှိတယ်ဆိုရင်ကျွန်တော်အကိုတွေမှနေတုံးသွားဘာကြောင့်လဲ54ညီကုံနဲ့83ပရိတ်30လို့အဲ့လိုညီကုံနဲ့30ပရိတ်လို့ရိုက်လို့ရှိရင်သူ့ရဲ့ဇောင်းမှာအပူလုံးဝတေချာပေါက်ပေါ့နော်ကျွန်တော်မိတ်ဆွေ ဒါဆို81လို့ကြားတယ်မင်းကကျွန်တော်ချက်မိတ်ဆူခွန်ထိတ်စီတဲ့ဒီကကျွန်တော်တစ်လေးလို့ကြားတယ်မင်းကတစ်ထိတ်စီချက်မိတ်ဆူနော်ဒီခွန်ရဲ့ဒီတက်ကဲဒီနှလုံးပေါင်းခြင်းက8လို့ဖြစ်တယ်8လို့ဖြစ်ခြင်းကြောင့်ကျွန်တော်မိတ်ဆူ8ကနက်ခတ်ဒီကျွန်တော်တို့ကတက်တယ်ဒါဆိုဒီညနေရ4:30မှာကျွန်တော်တို့8တက်ဒီက1ချင်းဘယ်ကောင်ကြာမလဲတော့မသိဘူးပေါ့နော်ကဲ15ရောက်တော့ချက်မိတ်ဆူနေ လမ်းမလေးတွေနှိပ်ထားပါကျွန်တော်ရဲ့ channel လေးကိုအားပေးတဲ့အကူအမာများက subscribe ဆိုတာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ထားမယ် subscribe ဆိုတာလေးကိုကျွန်တော်ရဲ့ချက်မိတ်ဆွေများတစ်ချက်လောက်နှိပ်ထားမယ်ဟုတ်ပြီ16ရောက်တော့ချက်မိတ်ဆွေများအားလုံးမင်္ဂလာပါကျေးဇူးတင်တယ်နော်ကျွန်တော်ကိုအားပေးတဲ့အကူအမာများတူးချင်းဒီတိုင်းကိုကျွန်တော်ကျေးဇူးတင်တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ move cycle လေးကိုထပ်ပြီးတော့သွားမယ်ဘယ်လိုသွားမလဲဆိုတော့ကျွန်တော်မိတ်ဆွေများတစ်ချက်လောက်ကြည့်ပေးနော် ဒီ6ဘူးက6ထိတ်ကဲ61ကတင်းနောက်ပိတ်ကဲဒီ6ရဲ့ဒီတက်ကဒီကောင်ကီးလိုင်းနဲ့သွားမှာကျွန်တော်လှည့်ပြီးတော့ချုပ်ပေးမယ်နော်လုံးဝမလွတ်အောင်လို့ပေါ့ဒါဆိုရင်ဒီ6ရဲ့ဒီတက်ကနှလုံးပေါင်းခြင်းကခွန်နဲ့ချက်မိတ်ဆိုဒါဆိုခွန်ရဲ့ပါဝါဒီကျွန်တော်2ခွန်ရဲ့နှက်ခက်ဒီ3ညခွန်နှစ်3ညဒီကီးနဲ့တုံညာကိုလို့ကြတာဒီကီးရလေလုံးဝရွှေကီးပေါ့နော်လုံးဝမှာပြတ်ပင်မရှိသေးတယ် တကီးမှုဒက်ဆိုင်ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေကိုကောင်းတာလေးဖြစ်တဲ့အတွက်ကျွန်တော်ချပြပေးတာနော်။ခုနှစ်တုံညာကီးမှာဆိုရင်တုံညာကိုလို့ကြားတဲ့အတွက်ဒီညမှာကျွန်တော်တုံညာတလုံးလို့ရိုက်တယ်ပေါ့နော်။ဒါဆိုရင်29ကနှစ်ထိပ်စီချက်မိတ်ဆွေ3ည9က9နောင်ပိတ်ချက်မိတ်ဆွေဒီခွာနှလုံးပေါင်းခြင်းဒီနှစ်ကဲ9ရယ်ခွာနှလုံးပေါင်းခြင်းဒီတက်လို့ရတယ်ဒါဆိုရင်ဒီနေရာမှာတက်ကဲပါဝါဒီက6တက်ကဲနက်ခတ်ဒီက တချောင်းရှစ်ဒီကျွန်တော်တို့ကကြီးနဲ့68လို့ကြတဲ့အတွက်ဒီနေရာမှာ ရှစ်တလုံးရိုက်ပြီးတော့ဒီလိုခွ68ဆိုပြီးတော့ဒီနေရာမှာကျွန်တော်တို့68ဆိုတဲ့ခန်းတစ်ခွက်ကိုကြတယ်ဟုတ်ပြီနော်ကျွန်တော်ရဲ့အကိုကြီးများအမကြီးများလက်မလေးတွေနှိပ်ပြီး channel ကို subscribe လေးတွေလုပ်ပေးပါအားလုံးကိုကျေးဇူးတင်တယ်နော်ဒါဆိုကြောင့်ဒီ68က8နောက်ပဲ30နဲ့8က3ထိပ်စီဒီလိုခွာနှလုံးပေါင်းခြင်းဒီက1ပါချက်မိတ် 3ရက်8ကနှလုံးပေါင်းခြင်းဤကတက်ပါတက်ခဲ့ပါဝါဒီ6ပါတက်ခဲ့နက္ခတ္တိရ8ပါတက်ချောင်း8တိရကီကျွန်တော်တို့တက်8တိကဝန်းခြင်းနဲ့ဒီနေရာမှာကျွန်တော်တို့တက်တက်ရှစ်ရှစ်လို့တူတဲ့အတွက်ကျွန်တော်မိတ်ဆွေများဒီနေရာမှာဆိုရင်ကျွန်တော်တို့တက်ရှစ်ဆိုတဲ့ဝန်းခြင်းကိုအခိုင်အမာကျွန်တော်တို့ရတယ်ဘာကြလဲတက်9ဆိုပြီးတော့ကျွန်တော်တို့ကကြာတယ်သူကမတူဘူးဆိုရင်ဒီမှာအပိရိုက်တယ်တူသွားတယ်ဆိုရင်ကျွန်တော်တို့က ်တရှိဆိုတဲ့ဝမ်းကြီးကိုကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့ကအမားရတယ်ဟုတ်ပြီနော်ဒါဆိုရင်တကိုးလို့ကြားထားတယ်အမေကကျွန်တော်ချက်မိတ်ရှင်ကကိုနောက်ပဲ81ကခွန်ထက်ဒီနှလုံးပေါင်းချင်းချက်မိတ်ရှင်ခွန်ရဲ့9ရဲ့နှလုံးပေါင်းချင်းက6ဟုတ်ပြီနော်6ရဲ့ပါဝါဒီက1 6ရဲ့နက်ခတ်ဒီက9 6တက်9ဒီရခီးနဲ့တက်လေးလို့ကြားတဲ့အတွက်ဒီညမှာတက်တလုံးရိုက်တယ်ဒီ၄နှစ်ဆိုတဲ့ဝမ်းကြီးကဒီလိုမတူတဲ့အတွက် ဒီလိုအပီးခွာပြီးတော့41 14ဆိုပြီးတော့ကျွန်တော်တို့ကရိုက်တယ်နော်ကဲ subscribe လေးလောက်ထားပြီးပါဦးကျွန်တော်ကိုအားပေးတဲ့အကူအမအများကြီးနော်အားပေးတယ်ဆိုရင်ကျွန်တော်ရဲ့အကူအမအများကြီး subscribe လေးတွေလောက်ထားပြီးပါဦးအရန်ကိုမှကောင်းမွန်တဲ့ခဏမှာဒါဆိုရင်94ကကျွန်တော်ရဲ့ချက်မိတ်ရှင်များ9ထိပ်စီ14လို့ကြာတာတဲ့အပင်ကချက်မိတ်ရှင်များ၄နောက်ပဲဒီ9ရဲ့ဒီ၄ရဲ့နှလုံးပေါင်းတော့6လို့ရတယ် ဒါနဲ့ဒီညမှာ6ရဲ့ပါဝါဒီက4 6ရဲ့နက္ခတ်ဒီက6 6 4 6ဒီ8တက်ဒီအချိန်မတူတဲ့အတွက်တလုံးမှမတူတဲ့အတွက်ဒီညမှာကျွန်တော်တို့က8တက်နဲ့8တက်1ချင်းကို6 4 6ပြီးနဲ့ဒီညမှာကျွန်တော်တို့ကအပီးရိုက်လို့ရတယ်ကျွန်တော်မိတ်ဆွေများเนาะကဲ channel ကို subscribe လုပ်ပေးပါကျွန်တော်ပြချင်အပူကနန်းတပွက်ကောင်း site ကိုကျွန်တော်မိတ်ဆွေများတပွက်သေးကိုကျွန်တော်ချပြပေးမယ်เนาะ ကျွန်တော်မိတ်ဆွေများနော် subscribe မနှိပ်တဲ့တဲ့အကူတွေမှလည်းကျွန်တော်တခုလောက်ပြောချင်တယ် subscribe ဘယ်လိုနှိပ်ရမလဲဆိုတော့ဒီမှာဒါကျွန်တော်ရဲ့ channel like ကြည့်တယ်ဆိုရင်ဒီပုံလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါအဲ့ဒီပုံလေးကိုတစ်ချက်လောက်နှိပ်ပြီးတော့ဒီမှာခေါင်းလောင်းလေးကိုတစ်ချက်လောက်ဒီလိုအမှန်ကြီးကလေးဖြစ်သွားအောင်လို့ခေါင်းလောင်းလေးကိုတယောက်ကိုတစ်ချက်လောက်နှိပ်ပြီးပါနော်ခေါင်းလောင်းတစ်ချက်လောက်နှိပ်ပြီး like ကဒီမှာဒီလိုမှန်မြင်ကိုလက်နဲ့ဒီလိုနှစ်ချက်သုံးချက်လောက်တောက်လိုက်လို့ရှိရင်လက်မလေးတွေကျွန်တော်တို့ထွက်လာလိမ့်မယ်နော် subscribe လေးအားလုံးပဲနှိပ်ပြီးပါကျွန်တော်ရဲ့အကူအညီအမှန်အကြီးနော် ျွန်တော်ရဲ့အကူကြီးများမကြီးများကျွန်တော်တို့ subscribe လေးနှိပ်ထားပေးပါနော်ကျွန်တော်တွေမတောင်းဆိုဘူးကျွန်တော်ရဲ့အကူတွေအမတွေနော်ကျွန်တော်တို့ subscribe လေးတွေပဲတောင်းဆိုလာတာဖြစ်တယ်နော် Okay ဒါဆိုရင်ဟုတ်ပြီနော်ကျွန်တော်ချက်မိတ်ရှင်များဒီညနေရဲ့4:30ရဲ့ကျွန်တော်တို့အပူကနန်းဒီကဒီကဒီကနန်းလေးကိုကျွန်တော်မိတ်ရှင်များကျွန်တော်အရင်ဆုံးရေးပေးမယ်မင်းတကူ တလေတစ်ရှင်းနေဆိုရင်89 84 86အဲ့ဒီမှာကျွန်တော်မိန်ကွက်ထုတ်ပေးမယ်နော်အထူး အထူးဒီကျွန်တော်တို့84 86 86ပြီးတော့1နဲ့16အထူးပေါ့နော်ဒါအာပြီးတော့ထိုးမှာစုစုပေါင်းကဏ္ဍ6ကွက်ပဲရှိတယ်အဲ့မှာကျွန်တော်မေ့ရှုလဲကျွန်တော်အပူကဏ္ဍတစ်ကွက်ထည့်ပေးမယ်နော်ကဲလမ်းမလေးတွေနေတာမှာ channel ကို subscribe အားလုံးလုပ်ပြီးပြီဆိုရင်ကျွန်တော်အပူကနေတစ်ခွက်ရေးပေးလိုက်မယ်နော် ကဲအားလုံးသောမိတ်ဆွေများ channel ကို subscribe လုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အပူကနန်းတကွက်ထဲကိုကျွန်တော်ရေးပေးလိုက်ပါတော့မယ်နော်အပူကနန်းတကွက်ထဲကိုကျွန်တော်မိတ်ဆွေများကျွန်တော်ရေးပေးလိုက်ပါတော့မယ်အပူကနန်းတကွက်ထဲကိုမှထိထိမိမိပိုင်ပိုင်နေနေရိုက်ချင်ပါတယ်ဆိုတော့မိတ်ဆွေများနော် subscribe လုပ်ပြီးပြီလား like လုပ်ပြီးပြီလားကျွန်တော်ရေးပေးလိုက်တော့မယ်နော်ချီးကျူးလေးကြတယ်ကျွန်တော်ရဲ့အပူမာများ เนาะ subscriber ကျွန်တော်တို့82မှ8ယောက်ဖြစ်သွားပြီเนาะအားလုံး subscribe လေးတွေလုပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများเนาะကျွန်တော်အပူကနေတကွာကောင်းကိုရေးပေးလိုက်မယ်လက်မလေးတွေနှိပ်ပြီး share လို့ရတဲ့အကူကြီးများအမကြီးများတယောက်မကြံတဦးမကြံကကျွန်တော်ကို share ထားပါ3နာရီ3မိနစ်ဖြစ်နေပြီဆိုတဲ့အတွက်ကျွန်တော်နောက်ထပ်ပြဖို့စိုက်ရှိတယ်เนาะအချိန်မမီရင်ကျွန်တော်အကူမများသည်ထိုးလို့မမီမှာဆိုလို့ထိုးချိန်မရမှာဆိုလို့เนาะကျွန်တော်အပူတကွာသေးကိုပဲရေးပေးလိုက်ပါ เนาะ subscribe မလုပ်တတ်တဲ့ကိုဒီမားတွေကဒီပုံလေးကိုတစ်ချက်နှိပ်မယ်အပေါ်မှာเนาะအဲ့ဒီပုံလေးဒီလိုတစ်ချက်နှိပ်ပြီးတော့ဒီမှာ subscriber ဆိုတဲ့ခေါင်းလောင်းလေးကိုဒီလိုအမှန်ကြီးကလေးချစ်အောင်ဒီလိုလေးတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားရင်ဒီမှာ all ဆိုတာလေးကိုကျွန်တော်မိတ်ဆွေများဒီလိုလေးတစ်ချက်နှိပ်လိုက်ဒါဆိုကျွန်တော် line လွှင့်တိုင်းမှာကျွန်တော်ကိုမှများအကုန်တွေ့ရမှာမြင်ရမှာ ဖြစ်တယ်เนาะအကုန်တွေ့ရမှာမြင်ရမှာဖြစ်တယ်เนาะကဲဒါဆိုရင်အပူကနန်းတကွက်ထဲရေးမယ်ဘာအပူလေးဖြစ်မလဲကျွန်တော်ရဲ့မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးမှတ်ထားပါ ခဏန်းတော့19 14 16 84 89 86ဆိုတဲ့ခဏန်းနော်89 84 86ဆိုတဲ့ခဏန်းပိုင်ပိုင်နိုင်နိုင်ရိုက်ချင်ပါလေဆိုရင်ပိုင်ပိုင်နိုင်နိုင်ရိုက်လို့ရတယ်နော်အပူခဏန်းတစ်ခွက်ကိုရေးမယ်နော်ကျွန်တော်မိတ်ဆွေများအားလုံးမူထူပါအပူကနေတကွက်လေးရေးပါတော့မယ်။ကြည့်အားလုံး subscribe လုပ်ပြီးပြီလား။ အားလုံး subscribe လုပ်ပြီးပြီဆိုရင်ကျွန်တော် subscriber 89ယောက်ဖြစ်သွားပြီเนาะ subscriber လေးအယောက်60ပြည့်သွားလို့ရှိရင်ကျွန်တော်ရဲ့အကူမှာမြန်ကျွန်တော်ကဏ္ဍလေးတစ်ချက်ရေးပြပါမယ် subscriber အယောက်60ပြည့်သွားလို့ရှိရင်ဒီမှာကျွန်တော်အပူကဏ္ဍတစ်ခွက်တည်းကိုရေးချက်ပြပါမယ် subscriber 60ပြည့်သွားရင်ကျွန်တော်မိတ်ဆွေများကျွန်တော်အပူကဏ္ဍတစ်ခွက်တည်းရေးပြမယ်เนาะဒီမှာ89ယောက်ဖြစ်သွားပြီ subscriber အယောက်60လောက်ကျွန်တော်ရဲ့အကူမှာမြန်တစ်ယောက်ပဲခြံတော့တာနှိပ်ပြီး เนาะ like ကလေးတွေပေးတာပါ like ကကျွန်တော်10ခုပဲရှိသေးတယ် like က10ခုပဲရှိသေးတယ် like မနဲ့ရသေးတာကိုဒီမှာနေမှန်ပြင်ကိုလက်နဲ့တောင်စေတနာနဲ့ပေးတာပါကျွန်တော်အကုန်ပါညာเนาะကဲဆိုတော့ဟုတ်ပြီဒါဆိုကျွန်တော်တစ်ခါတည်းပဲရေးပြပါမယ်အပူတစ်ဘူးဆိုတဲ့ကနေတစ်ဘူးဆိုတဲ့ကနေတစ်ဘူးဆိုတဲ့ကနေဒီညနေမှာအပူတီရှယ် တစ်ပူးဆိုတဲ့ခဏထိထိမိမိပိုင်ပိုင်နိုင်နိုင်ရိုက်နိုင်တယ်တစ်ပူးဆိုတဲ့ခဏဟုတ်ပြီလက်မနှိပ်သူ12ယောက်ဖြစ်သွားပြီနော်အားလုံးပဲကျေးဇူးတင်တယ်ဟုတ်ပြီ subscriber လည်းအယောက်90ဖြစ်သွားပြီကျွန်တော်ရေးပေးလိုက်ပြီနော်တစ်ပူးဆိုတဲ့ခဏကိုကျွန်တော်ရေးပေးလိုက်ပါပြီကဲဒါဆိုအားလုံးပဲတက်တာပါညနေမှာကျွန်တော်တို့ပြန်လည်ပြီးတော့စုံပါမယ်ကျွန်တော်ရဲ့အကူအညီများအမအညီများအားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတွေတောင်းပေးပါရစေ။အားလုံးပဲတက်တာပါညနေမှာပြန်လည်ပြီးဆုံတွေ့ကြပါမယ်နော်။